အဓိကတော့သူဓာတ်အရင်နိုင်သွားတယ်အဲ့တော့ရောက်လာမှာတော်တော်များဓာတ်မနိုင်ကြအောင်ဒါ technique ကိုပေးလိုက်တဲ့အင်သာရပေးချာအင်သာမှန်သွားတဲ့အချိန်မှာဒါဓာတ်နိုင်တာဖြစ်သွားပြီအဲ့တော့ကျန်တဲ့ဟာရ AK ဖြစ်သွားဘက်ကောက်ခေါင်းတင်လိုက်တယ်ပြီးတော့အခုဒီရူရပဲဆက်စနက်အကဒါခေါင်းကိုလက်ခံရမယ်ဒီလိုမျိုးဆိုတော့အဲ့ဒီဘက်ကဟာနဲ့ဒီဘက် miss grammar မြန်မာတွေကဘာမှမတတ်ဆိုင်ပါဘူး မီးတို့ဒီ Miss Grand ကိုတမီးရဲ့အမြင်ကတော့ဗောနော် Be Your Legacy ဒီတနေ့ရဲ့ slogan ဗောနော်အဲ့ဒီအတွက်ကိုတမီးတို့အကောင်းဆုံးစ조사ပြီးတော့အာဆီယမ်ရန်စင်းတော်နဲ့အတူ collaborate လုပ်ဖို့တမီးအင်အားအပြည့်နဲ့ရည်တည်နေပါတယ်ရှင်ဟုတ်အာအရန်တော့တက်တယ်အရန်တော့လာတူတူပိုင်တူလဲဟို training တွေထက်ကျင်တာရှိရယ်ဟိုနောက်နောက် trainer တယောက်လေးနဲ့ထက်ကျင်တာလည်းရှိရယ်ဒီမှာအရန်တူတော်လာအဓိက तू ကဒီ dance အခြေခံရှိရဲ့အတွက်လဲဒါ तू က technique တွေတည်ွားရတယ်ဆိုတာဆက်စင်းကြောင်းလဲွားရယ်ဟုတ်ပါရယ်ဆရာရဲ့တင်ပြမှုတအားကောင်းလို့လဲပါပါရယ်ရှင်းဟုတ်ဖြစ်တာပေါ့နော်အရန်တော်ရယ်ဒီအရန်စူးစမ်းရယ်စူးစမ်းတော့အလုပ်ရန်လုံးနိုင်တယ်လို့ပြောလို့ရတယ်ဟုတ်တယ်အရန်စူးစမ်းရယ် तू ြန်မချက်လေးနားထောင်လောက်အောင်ပြည့်ပြည့်ဖြစ်နေပြီ။တအားပျော်ပါတယ်ပြီးတော့ဆရာရဲ့အော်ဗလဲတမီးကိုတင်ပြချက်တွေကလည်းလုံးဝအချက်ကျတယ် practical လည်းဖြစ်တယ်တမီးကိုဆိုလို့ရှိရင်အာတမီးတို့တွေ့တာတိတ်တော့မကြားလိုက်ဘူးเนาะဆရာမကြားဘူးဒါမဲ့ဆရာတမီးက homework တွေအများကြီးပေးလိုက်တယ်အဲ့တော့တမီးအိမ်မှာအများကြီးချင်းခဲ့ပါတယ်ရှင်ဆရာနဲ့ကလည်းဆရာတမီးတအားလေးစားတယ်ပေါ့เนาะပြီးတော့ဆရာကိုလည်းတမီး အဲတွေ့ခဲ့တာကြာတော့ကြာပြီဟိုမီဒီယာပေါ်မှာပေါ့နော်ဆရာရဲ့ catwalk လေးတွေကိုတမီးသားအားသဘောကျရတယ်ဟုတ်တယ်အဲအဲအားကြောင့်မလို့ teacher နဲ့တမီးတွေ့ဖြစ်ခဲ့တာဖြစ်ပါတယ်ရှင့်ဆရာကိုလည်းတမီးသားအားတမီးရဲ့ idol တယောက်လိုလည်းဖြစ်တာပေါ့နော်အဲဒီကြောင့်တမီးဆရာနဲ့လည်းဆက်သွယ်ပြီးတော့အဲဆရာလည်းအခွင့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် အဓိကတော့သူဓာတ်အရင်နိုင်သွားတယ်အဲ့တော့ရောက်လာမှတော်တော်များဓာတ်မနိုင်ကြအောင်ဒါ technique ကိုပေးလိုက်တဲ့အင်တာရေးပေးချာအင်တာမှန်သွားတဲ့အချိန်မှာဒါဓာတ်နိုင်တာဖြစ်သွားပြီအဲ့တော့ကျန်တဲ့ဟာရအေးဖြစ်သွားတော့ဟုတ်ပါဘူးဓာတ်နိုင်သွားပြီပေါ့ဟုတ်ပါဘူးဒါမဲ့အများကြီးစူးစမ်းဖို့လိုပါသေးတယ်ဆရာဦးမီဖို့ဟုတ်တမီးရဲ့ပထမဆုံး show လေးဖြစ်ပါတယ်အခုတမီးဒီနောက်မှာတမီးရဲ့ JK ရဲ့ grand sister လေးတွေတွေ့လိုက်တဲ့အချိန်မှာတအားကြည်နူးတယ်ပျော်လဲပျော်တယ်သူတို့တယောက်ချင်းစီကသူတို့ရဲ့ အလအပတွေနဲ့လာခဲ့ကြတာဆိုတော့တမီးကကြည်လိုက်တာတဲ့ဝါကနေဖြစ်သွားတယ်ပေါ့နော် singing နဲ့ miss competition မတူတာကြတော့အဲဒီ miss နာမှာဆိုလို့ရှိရင်သူတို့ရဲ့ voice တခုရှိရပေါ့နော်အဲ့ဒီ voice ရဲ့ mission vision လေးတွေကိုဖြည့်ဆည်းဖို့ရတဲ့အတွက်အခုဒီမှာရှိကြတဲ့ကိုစားပြုအနေနဲ့ကနေပြီးလာပြီးတော့သူတို့ကပါဝင်ခဲ့ကြတဲ့အတွက်တမီးသာအားပျော်တယ်အဲ့ဒီအတွက်ကြောင့်တမီးတို့ miss grand မြန်မာကနေပြီးတော့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ team လေးတွေ competition လေးတွေလာမှာမလို့ဆက်ပြီးတော့ဆောင်ရွက်ကြည့်ရှုအားပေးပါဦး อืมตะมี้ก็တော့အကောင်းဆုံးစူးစမ်းဖို့တော့အဆင်သင့်ပါပဲရှင့်ပါပဲလေ100%အဲဒါကတော့သူ့ရဲ့စူးစမ်းမှုရဲ့ပြီးရင်ဒီကံညာစမ်းပေါ့အကုန်လုံးဝေးရအားလုံးဆုံးွားချိန်ကြရင်တော့သူ့ရဲ့စူးစမ်းမှုနဲ့သူ့ရဲ့ရလဒ်လေးတစ်ခုကိုသူရလာမှာပေါ့အားရပါတယ်သူအများကြီးပြောင်းလဲသွားတယ်เนาะတင်တန်းလာတော့ကပုံနဲ့အခုပုံနဲ့လုံးဝတကယ်ချိန်ချက်ဆိုတော့ဘက်ကကူလာတော့ဒုတိယမြောက်တမီးလေးပေါ့เนาะ အာဆီယမ်ရန်ဆင်းတော့ကိုကျတော့သူ့ကိုအဆူအဆူတော့ကလေးကနေစတီးတာပေါ့နော်စတီးတဲ့အချိန်မှာလည်းဒီကနေပြီးတော့သူ့ရဲ့ event လေးတွေ process လေးတွေတနည်းပြီးတနည်းကြည့်လိုက်တဲ့အချိန်မှာတမီးကသူ့ fan လေးဟုတ်တယ်ဆိုတော့အခါသူ့ရဲ့သူ့ရဲ့လုပ်ရက်တွေကိုကြည့်တဲ့အချိန်မှာအကုန်လုံးက responsibility ပြီးတော့ organize ဖြစ်တဲ့တမီးတို့ဆရာတယောက်ဖြစ်တယ်ပေါ့နော်အဲအကြောင်းမလို့ဆရာအခုဥဆောင်တဲ့ Miss Grand Myanmar National Director အနေနဲ့ဥဆောင်တဲ့အခါမှာလည်းတမီးလုံချီမှုအပြည့်အဝရှိပါတယ်ရှင်ဟုတ်အဲဒါတော့ ဒီမျိုးသမီးတိုင်းကတော့မစ္စတာဖြစ်ချင်တဲ့အိမ်မလေးရှိကြရတယ်။အဲ့တော့ကိုသူတို့ပြိုင်ကျင်တဲ့သူတို့ဟိုသူတို့ရီမန်းချက်လေးရှိရပြိုင်ပွဲလေးဝင်ပြိုင်တဲ့အတွက်ကိုဒါကတော့ဘာလို့မဆိုးပဲပွဲပြိုင်ပြိုင်ပေါ့နော်။ဒါကအကုန်လုံးပြိုင်ခွင့်ရှိရဟိုသူတို့စူးစမ်းခွင့်ရှိရပေါ့။ အမဟုတ်ဒါရှောက်ရှိဖို့ဒီစာချုပ်ရဘူးရပါစာချုပ်မှာဘူးရရှိရပါအဲစာချုပ်ယူနေဒါကတော့ဟို miss နဲ့ organization နဲ့ကြာကိစ္စဆိုတော့ဟိုကိုင်းနေရတော့ဟိုတေချာမသိဘူးဆိုတော့လေဒါဟိုဘက်ကခေါင်းတင်လိုက်တယ်ဒါပြီးတော့အခုဒီဘူးရပဲ personal account ကခေါင်းကိုလက်ခံရမယ်ဒီလိုမျိုးဆိုတော့အဲ့ဒီဘက်ကဟာနဲ့ဒီဘက် miss ကမြန်မာနေရပါဘာမှမတတ်ဆိုင်ပါဘူး ။တမီးတို့ဒီ Miss Grand ကိုတမီးရဲ့အမြင်ကတော့ဗောနော် Be Your Legacy ဒီတနေ့ရဲ့ slogan ဗောနော်အဲ့ဒီအတွက်ကိုတမီးတို့အကောင်းဆုံးစူးစမ်းပြီးတော့အာဆီယမ်ရန်စင်းတော်နဲ့အတူ collaborate လုပ်ဖို့တမီးအင်အားအပြည့်နဲ့ရည်တည်နေပါတယ်ရှင်ဟုတ်ဟုတ်ပါတယ်ဒါတော့ဟိုထပ်ပြီးတော့ရချင်းရအောင်မှာပေါ့ဘာလို့တော့ဟိုပညာဆိုတာတည့်ရဆိုတာမရှိရအတွက်အများကြီးလေ့ကျင့်ပြီးတော့ပြိုင်ပွဲအတွက်အကောင်းဆုံးကြိုးစားပါလို့ဖြစ်ပါတယ်။ Okay ကျေးဇူးပါဆရာ။ Okay